ဟုတ်ကဲ့ပါဆိုတော့ရှင်ဒီပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ရှင်လက်တော်ရှင်ကနေအင်တာဗျူးကိုလက်ခံပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ပေါ့ကျွန်တော်ဒီပထမဆုံးအနေနဲ့ကျွန်တော်တို့မေးချင်ကျွန်တော်မေးချင်တဲ့အရာကတော့ဒီအနာတိတ်နှလား၄နှစ်ကာလအတွင်းပေါ့နော်ပြီးလို့ရှင်ကိုကလည်းအမျိုးသမီးတစ်ယောက်နေဖြစ်တယ်ဆိုတော့ဘယ်လိုမျိုးစိတ်ကူးအနေထားနေပြီးလို့ရှင်ဘယ်လိုမျိုး ဟိုနေနေပေါ့နော်ဒီလက်လက်ကန်အဖွဲ့စည်းပေါ့နော် PDF ထဲဝင်သွားတာလည်းပေါ့နော်ဒီလိုဒီ PDF ထဲစောက်နာဝင်သွားတဲ့အချိန်မှာကိုယ်အနေနဲ့ဘယ်လိုမျိုးစိန်ခုံမှုတွေစကြုံရလဲပေါ့နော်အော်ဟုတ်ပြီရောပြီမလေးအဲ့ဒါကြတော့လေ PDF ထဲဝင်နေဆိုတာကကြတော့အမားကတော့အဓိကတော့ဒီဟိုတော်လိုင်းကြီးမှာအမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေကိုကိုတိုင်းပါဝင်မှရတော့မယ်ဆိုတဲ့အသိစိတ်တစ်ခုနဲ့ဝင်လာတာမျိုးပေါ့အဲ့ဒီကဘလို့စိန်ခုံမှုတွေကြုံရလဲဆိုတော့အဲကြုံရတဲ့အခက်ခဲကြီးတော့ အရှိတာပေါ့ဒီဟိုပေါ့တော့တိုက်ခိုက်ရေးဟိုတိုက်ခိုက်ရေးတွေကိုသွားရတော့မယ်တကယ်တကယ်တိုက်ခိုက်ရေးတွေသွားရတော့မယ်စစ်တင်တဲ့နေတက်ရတယ်မရောမယ်ဆိုတဲ့အခါမှာအမျိုးသမီးအမျိုးသားတယောက်နဲ့ဒန်းတူအမျိုးသမီးတွေကလိုက်ပါဆောင်ရွက်နိုင်ဖို့ဆိုတာတကယ်တော့မဖြစ်နိုင်ဘူးလေနော်အဲ့လိုမဖြစ်နိုင်တဲ့အနေအထားတစ်ခုကိုဩငါဒီဟာလောက်ပြီဆိုရင်တော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုရအောင်ငါစူးစမ်းမှရမယ်ဆိုတဲ့စိတ်နဲ့ဟိုကိုကိုအားကို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 စိတ်ကင်းပြီးတော့ဗောနော်အဲ့လိုပါဝင်ခြင်းနဲ့ဒီ ပါဝင်ခြင်းနဲ့စိတ်တစ်ခုတည်းနဲ့အမကဒါငါဟိုဟာလုတ်ကိုလုတ်နိုင်ရမယ်ဆိုတဲ့အတီးတစ်ခုနဲ့ရအောင်ကြိုးစားခဲ့တာပေါ့အခက်ခဲတွေကတော့အများကြီးကြုံရတာပေါ့နော်ဆိုတော့အမှန်အနေနဲ့ရောဒီလိုမျိုးတိုက်ခိုက်ရတော့ဒီစစ်တမ်းတွားတာမျိုးမျိုးရောအဲ့မျိုးတွေရောတွားခဲ့ဘူးလားဗျာနော် အမကတိုက်ခိုက်ရူတော့တနက်ကင်ပြီးတော့မလိုက်ခဲ့ဘူးရှီတန်းကိုမလိုက်ခဲ့ဘူးပြီးမဲ့ဒီတနက်ကင်နဲ့ရဲဘော်တွေနဲ့အတူတော့ရှီတန်းစစ်မြေပေးမှာတော့အတူတူနေထိုင်တာပေါ့နော်ဟုတ်တယ်ဟုတ်တယ်အမကထောက်ဖို့တယောက်တာဝင်ယူထားတာဖြစ်တဲ့အတွက်အမကရှီတန်းမှာဆိုကလေးတွေအနေအစားဟိုစင်းရဲမှာစိုးရိမ်တာပေါ့အဓိကတောက်တုံးကြီးတွေခက်ခဲမှာစိုးတယ်ပေါ့ဒါမျိုးအရာတွေကိုလိုက်ပြီးတော့သူတို့ရဲ့လိုအပ်ချက်တွေပေါ့အခုကလေးတွေတိုက်ပွဲထဲမှာပိတ်မိနေပြီဆိုရင်အချိန်ဆက်တွေကဘာတွေလုပ်ရမလဲပေါ့နော်အဲ့ဒါတွေကိုလိုက်ပြီးတော့မှအမတက်နိုင်တဲ့ဘက်ကနေပြီးတော့ ဟိုဆောင်ရွက်ခဲ့တာပေါ့ဟုတ်ကဲ့ဆိုတော့အမရဲ့ဒီမှာအမထောက်ဖို့တာဝန်ယူတဲ့အချိန်မှာပေါ့နော်အမအနေနဲ့ဒီ PDF ဖွင့်ခွင့်တဲ့အချိန်မှာထောက်ဖို့တာဝန်ကိုကိုယ်ရွေးယူခဲ့တာလားဒါမှမဟုတ်အာကိုကအမျိုးသမီးတယောက်အနေနဲ့ဆောင်မလို့ထောက်ဖို့တာဝန်ယူတာပူတင်တော်တယ်ဆိုတော့အကြောင်းမို့ပဲထောက်ဖို့တာဝန်ထမ်းဆောင်ခဲ့တာလားပေါ့နော်ဘလို့အကြောင်းမျိုးအကြောင်းနဲ့ဒီထောက်ဖို့တာဝန်ကိုပြောထားဝင်ယူခဲ့တာလဲပေါ့နော် မကကျတော့ဒီထောက်ဖို့တောင်းဝန်ကိုယူတယ်ဆိုတာကကျတော့အမကဒီဒီကရင်နီမှာဆိုရင်တော့အမကနေတာလဲဟိုကရင်နီနေကန်တော့မဟုတ်ဘောเนาะအမကရှမ်းတောင်သာပြီပေါ့ကရင်နီနေမှာနေတာလဲကြာပြီဆိုတော့အတိမိတ်ဆွေရလဲများတယ်ဟိုဘောတော့ခင်မင်းနဲ့လူလဲများတယ်ဆိုတော့ဟိုကုညီဆောင်ရွက်နိုင်တဲ့အပိုင်းလေးတွေများတာပေါ့เนาะလိုအပ်တဲ့အခက်အခဲလေးတွေကိုကုညီဆောင်ရွက်နိုင်တာလေးတွေကများတော့အမကိုယ်တိုင်ကလည်းထောက်ဖို့တောင်းဝန်ကိုဟိုပေးရင်တော့ပို့အဆင်ပြေလိမ့်မယ်လို့ထင်တာကောတရင်တက်ဖွဲ့ရနေပြီးတော့မှ ထောက်ဖို့တောင်းဝင်လေယူပေးရပါဆိုပြီးပြောလာတာရောပေါ့နော်အဲ့ဒါကြောင့်မလို့အမလှုပ်ဖြစ်တာပေါ့ဟင်းโอเคโอเคဆိုတော့ဒီအဲထဲမှာပေါ့နော် TPF ထဲအဝင်သွားတဲ့အချိန်မှာပေါ့နော်ဒီတိုက်ခိုက်ရေးလေနော်တိုက်ခိုက်ရေးဆိုမျိုးသားလည်းရှိမယ်မျိုးသမီးလည်းရှိမယ်ဆိုတော့ဒီကြားထဲမှာရောအမျိုးအမျိုးတမီးတယောက်နေနဲ့အခွဲခြားဆက်ဆက်ရတာမျိုးရောရှိခဲ့ဘူးလားပေါ့နော် TPF ထဲမှာဝင်လာပြန်နောက်ပိုင်းမှာပေါ့နော်မမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုဆိုရောအဲ့ဟာဘာဖြစ်မလဲပြန်နော် အမ်ဒီအခက်အခဲတွေကတော့ရှိတာပေါ့ဟိုမျိုးသမီးဆိုတာနဲ့ပေါ့ရှည်တဲ့ဟိုဒါအမတို့ကဒါစပြီးဝင်လာပြီဆိုကြတဲ့ကနော်ထောက်ဖို့လောက်ဖို့တွေပါတယ်ဆိုတော့စိတ်ကူကတိတ်မရှိဘူး။အေးလာလာရတော့အဓိကတော့တိုက်ဖို့တော့အမတို့ကဝင်လာခဲ့ကြတာပေါ့။တိုက်ခိုက်ရေးပိုင်းကို live လို့ဝင်လာတာပေါ့။ဒါပေမဲ့အမျိုးသမီးဖြစ်နေတာနဲ့ရင်ကိုဒီမခေါ်တာတွေရှိတာပေါ့နော်။ရှေ့တန်းမှာဒါအမျိုးသမီးလေးဆိုရင်အလုရှုပ်တယ်ပေါ့။အာဒီမိန်းကလေးတယောက်ကဟိုအားနှဲ့တယ်ပေါ့အဓိကတော့သူတို့ကလေ။ဟုတ် ဟိုရှည်တန်းစစ်မြေပြင်မှာဆိုရင်ဟိုနေရတာစားရတာအိပ်ရတာတွေခက်ခဲမှောက်စိုးရိမ်နေပေါ့သူတို့စိုးရိမ်တာဖြစ်တဲ့အတွက်သူတို့မခေါ်မခေါ်ကြဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ချစ်ပေါ့နောက်ပြီးတော့ဒီအမှတ်တရစာဒီအမ်ဟိုပါပေါ့တော်လိုင်းကြီးထဲမှာတော့ဒီပျော်စရာကောဟိုစိတ်ပြဲဝမ်းနည်းစရာတွေရောကြုံရတာပေါ့ဘာဖြစ်လို့ဆိုတော့အမားတို့ကဒါဟိုဒီ စိုးရတဲ့မြင်ကွင်းတွေပေါ့ဥပမာကိုရှိမှရဲဘော်တွေဟိုလက်နဲ့ကြည့်ထိပြီးတော့ကိုမျက်စိရှိမှပဲကြာသွားခဲ့ရတာတွေပေါ့နော်ဒါတွေဆိုရင်အမတော့ဘယ်တော့မှကြုံမယ်လို့မထင်ခဲ့တဲ့အရာတွေပေါ့မထင်ခဲ့တဲ့အရာတွေဆိုတော့ဟိုအမတို့ကိုတိုင်းရှိတဲ့မှာအလိုတိုက်ပွဲဝင်တဲ့အခါကိုရဲဘော်ရဲဘက်တွေကြာဆုံးသွားတယ်ဥပမာဒါအမဆိုရင်အမစိတ်တော့ဖွဲ့ဝင်တယောက်တော့မဟုတ်ဘူးထောက်ပို့ဒါပေမဲ့လို့တကယ်တကယ်အရေးကြုံလာတဲ့အခါမှာအမတို့ဟိုဒါဒီစေကူတာတွေလည်း ဒါအရေးပေါ်ဆရာမတွေမှာပါလာတဲ့အခါမှာလှုပ်ဆောင်လိုက်ရတာမျိုးတွေရှိတာပေါ့နော်။ဘဲဟိုစစ်စုံတွေဟိုစစ်စုံတွေဟိုရောက်နေတယ်စစ်စုံတွေဟိုရောက်နေတဲ့အချိန်မှာဒီစေးတပ်ဖွဲ့တွေနဲ့လည်းဟိုစားဝေးနေတော့ချက်ချင်းအဆက်အသွယ်မရတဲ့အခါမှာဒီရဲဘော်တွေရဲ့အိတ်ထရပါတဲ့စီးနဲ့အမဟိုလှုပ်ပေးလိုက်ရတာလေးတွေရှိတာပေါ့နော်။အဲ့ဒါဆိုရင်တော့တကယ်ဟိုလက်ပြတ်လက်ပြတ်သွားတယ်ပေါ့နော်။လက်ပြတ်သွားတဲ့ရဲဘော်ကက်ခန်နီးပေါ့အဲကက်ခန်နီးရဲပေါ့တယောက်ကအမအလိုပေါ့နော်အရင်ဟိုအရေးပေါ်ပေါ့ဟိုဒီရှိတဲ့စီးနဲ့ အမရအောင်ဟိုကုသပေးလိုက်ရတာမျိုးပေါ့အအရင်ဆုံးတက်တာတော့ဟိုစားလုတ်ပေးလိုက်ရတာမျိုးပေါ့နော်နောက်ပြီးတော့ဒီရဲဘော်ကိုဒီအပြင်ကိုရရှေးရဟိုရဲဘော်တွေရရှေးကိုထွက်ပြီးတော့ဒီစစ်တိုက်ဖို့ပဲဆန္ဒပြင်းပြနေတဲ့လူတွေဆိုတော့နောက်တန်းထိသွားပြီဆိုတော့ရဲဘော်တွေကိုအလိုမျိုးပေါ့နော်ကြံခဲ့ပြီးတော့အဲ့လူတွေကိုလွတ်အောင်ကယ်ထုတ်လာတာမျိုးပေါ့နော်ဒါမျိုးတွေကတော့အမအတွက်တကယ်မေးလို့မရတဲ့အကြောင်းအရာတွေပေါ့ ဆိုတော့အမရေဒီကြားထဲမှာဆိုလို့ရှိရင်ဒီလိုမျိုးကြုံတွေ့ရခြင်းမှာကိုယ့်ရဲ့စိတ်ခံစားချက်တွေအသဖြင့်များလာခြင်းမှာမျိုးစိတ်တန်ရာတွေအနေနဲ့ရောရတာမျိုးရှိလာပြန်တော့ဥပမာကြောက်စိတ်တွေဝင်သွားတာတို့အဲ့လိုမျိုးတွေရောကြုံတွေ့ရလာပြန်တော့ကိုယ့်တစိတ်တန်ရာတွေဆိုဘယ်ဟာတွေဖြစ်နေမလဲပေါ့ကြုံခဲ့တယ်မောင်လေးကြုံခဲ့တယ်ဒီစိတ်တန်ရာကတော့အမဟိုအချိန်ချင်းရတာပေါ့နော်ဒီ၄နှစ်ဆိုတဲ့အတောအတွင်းမှာအမကိုယ်တိုင်အဖြတ်တန်းလာတဲ့ကာလတစ်ချောင်းမှာဟို ကြောက်ပြီးတော့ကိုရှေ့တန်းမလိုက်တဲ့အထိအမတစ်ခါကြုံခဲ့ရတာပေါ့နော်အအများတန်းဆိုရင်အမရှေ့တန်းကိုလိုက်ချင်တဲ့စိတ်ပြင်းပြတယ်ကလေးလေးရဲ့စားဝတ်နေရေးစားရေးတောက်ရေးတွေအဆင်ပြေဖို့အတွက်အမလိုက်လုပ်ပေးခဲ့တာပေါ့ဒါပေမဲ့အမတစ်လေးလုံးတိုက်ပွဲမှာဆိုရင်ဒီဟိုတနေ့လုံးအဲ့လိုပေါ့နော်စေးရုံမှာပဲအဲ့လိုစေးရုံမှာပဲဒီကိုကလေးတွေရဲ့စိုးစိုးဝါးဝါးထိခိုက်တံရရတဲ့မြင်ကွင်းတွေကိုမြင်ပြီးတော့မှအမဟိုပါပေါ့နော် ကြောက်စိတ်ဝင်သွားတာပေါ့ငါကိုယ်တိုင်ဖြစ်သွားရင်ရောပေါ့နော်အဲ့လိုမျိုးစိတ်တွေဝင်ပြီးတော့မှရှေ့တန်းဆိုတာကိုမလိုက်ဖ ೇನೆ အမှတစ်နှစ်နားလိုက်တယ်ပေါ့နော်ဒီလိုမျိုးကြောက်စိတ်တွေကိုဒီလိုမျိုးစိတ်တန်ရာတွေရောကိုယ့်ကိုယ်နေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့ကုစားလာခဲ့ရလဲပြန်နော်အဲစိတ်တန်ရာကိုဘာနဲ့ကုစားလဲဆိုတော့အမတို့ကဒါဒီတော်လိုင်းရေးမပြီးမချင်းတော့ဘာတို့ကဒါမျိုးတွေကတော့ကြုံနေရမှာပဲအခုကြောက်လို့ဆိုပြီးတော့ရက်လိုက်မယ်ဆိုရင်ရောကိုတယောက်ရက်လိုက်ရင်ရောဘာမှတော့မထိခိုက်ဘူးလို့တော့ ဟိုတချို့ကပြောတာပေါ့နော်ဒါပေမဲ့ထိခိုက်လိမ့်မယ်လို့အမတော့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့အမတို့ကဟိုတူတူရောက်တဲ့တော်လန်နေတဲ့တော်လန်ကြီးမဟုတ်ဘူးလေနော်တော်လန်ကြီးမဟုတ်ခါကျတော့ဒါကိုရှိမှလည်းပဲကိုထက်အတတ်ငယ်တဲ့ကလေးတွေပေါ့ဟိုဒီကလေးတွေလည်းဒီကိုလက်အိမ်ကရှုပ်ရွေးနေတဲ့ကလေးတွေရှိတယ်ထိထိခိုက်တန်ရာရပြီးကြာဆောက်သွားတဲ့ရဲဘော်တွေရှိတယ်အမတို့ကကြောက်စိတ်ဝင်ပြီးတော့နားလိုက်တော့မယ်ပေါ့ရှီတန်းကိုမလိုက်တော့ဘူးဒါတွေမလုပ်တော့ဘူးဆိုရင်တော့ဒီလူတွေအပေါ်မတရားရကြားလိုက်မယ်ဆိုတဲ့စိတ်နဲ့အမတို့ဒီနေ့ထိချိဆက်နေရပေါ့ โอเคโอเคဒါနဲ့နေမရဒီတော်လန်ရေးထဲမှာပေါ့เนาะအမျိုးသမီးတွေကိုဒီအကျန်းဖတ်နေတဲ့လောက်ရက်တွေပေါ့เนาะအကျန်းဖတ်တဲ့လောက်ရက်တွေကိုမြင်တွေ့ခဲ့ရဘူးလားဂျုံတွေ့ခဲ့ရဘူးလားပြန်เนาะဒီတော်လန်ရေးတိုင်းမှာပဲဖြစ်ဖြစ်ပေါ့ပြီးလို့ရှိရင်ဒီအာစစ်ပေးရှောင်းအမျိုးသမီးတွေကိုပဲဖြစ်ဖြစ်ပေါ့เนาะဆိုတော့ဒီအမျိုးအဖြစ်အပျက်မျိုးတွေရောရှိလားပြန်เนาะအဲအဲ့လိုမျိုးတော့အမကတိတ်မကြုံတွေ့ဘူးပေါ့နော်အဲ့လိုအနိုင်ကျင့်တာတွေပါရောတိတ်မတွေ့ဘူးပေါ့ဒါမဲ့ဒီ ီဘက်အချမ်းမာဒါအမတို့နေတဲ့အချမ်းမာဆိုရင်တော့ဟိုတယောက်နဲ့တယောက်ယူဆမတူတာပဲလားဘာလားတော့မသိဘူးပေါ့နော်တခါတလေကြာရင်တော့ဒီဟိုအိမ်တောင်တွေတွေမဟုတ်ကြဘူးပေါ့ဒီဇနီးမောင်နှံတွေမဟုတ်ကြပဲနေတမီးစားဘွားတွေပဲပေါ့နော်တမီးစားဘွားတွေမှာပဲအဲယောက်ျားလေးတွေကမိန်းကလေးတွေကိုရိုက်နှက်တာပေါ့နော်အဲ့လိုဟိုလူမြင်မကောင်းအောင်နှိပ်စက်ညှင်းပန်းတာမျိုးပေါ့နော်အဲ့ဒါတွေတော့အမအကြုံတွေ့ဘူးတာပေါ့နော် โอเคโอเคအမကနပြောပြထားတဲ့ဒီလိုမျိုးတမီစားပွားမှာနေဒီလိုမျိုးညင်ပန်းနေဆက်တယ်ဆိုတဲ့ဟာလေဒီဒါတာမန်ပီတူပဲလားတာမန်မဟုတ်ဒီတော်လန်ကြီးတက်တာတွေကိုယ်တိုင်ကဖြစ်နေတယ်လားပြန်တော့ အတော်လိုင်းရေးအတော်လိုင်းရေးတက်တာတွေကိုယ်တိုင်ဟာဖြစ်နေရမျိုးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီအပိုင်းမှာရောအာကိုကိုအမျိုးသမီးပြားနေနဲ့ရောဘယ်လိုမျိုးတွေဒီလိုမျိုးမလောက်တင့်ချောင်းပေါ့နော်မဖြစ်တင့်ချောင်းဆိုတဲ့အရာတွေရောဒီတော်လိုင်းရေးတက်တာအမျိုးသားတွေရောအမျိုးပညာပေးတာမျိုးပဲဖြစ်ဖြစ်ဘယ်လိုဘယ်လိုမျိုးတိုက်တွန်းလို့ဆောင်မှုတွေရှိလဲဗျာနော်ဒီမျိုးကိစ္စမျိုးအထက်မှာဖြစ်လာအောင်ပေါ့ အမတော့ဒီတော်လိုင်းကာလာထဲမှာတော့အဲ့ဒီလိုမျိုးပညာပေးဆောင်ရတာတွေတော့မကြုံဘူးသေးဘူးပဲအဲဒါမျိုးတွေမတွေ့ရသေးဘူးပေါ့နော်ဖြစ်နိုင်ရင်တော့အမအဲ့မျိုးတွေလုတ်စေချင်တာပေါ့အမျိုးသမီးဘက်ကနေရက်တီပြီးတော့အကူအညီဆောင်ရွက်ဖြည့်ရှင်းပေးတာမျိုးတွေလုတ်စေချင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီဟာတွေကတော့အရှိယူဆွဲလို့မျိုးဖြစ်နေမလားပေါ့နော်ဥပမာအမျိုးသမီးကိုအမျိုးအိမ်အမှုပဲခိုင်းပြီးတော့ညင်ပန်းနေဆက်လာကိုယ့်ရဲ့စိတ်ထွက်ပေါက်နေတဲ့ yes ကျက်နတ်တာတွေကဒါတွေက ရှေ့ရိုးဆွဲနေတဲ့ဒီနေ့ထိရှိဆက်ရှိနေမယ်ဆိုလို့ရှိရင်ပေါ့နော်အမအနေနဲ့ဘယ်လိုမျိုးပြုတ်ပြင်ပြောင်းလဲခြင်းလဲဘယ်လိုမျိုးအကြံပေးခြင်းလဲဒီအရာပေါ်မှာဒီမျိုးလုပ်နေတဲ့ကိစ္စပေါ်မှာပေါ့နော်ကြံပေးခြင်းလဲဆိုတော့ဟိုတချို့ပေါ့နော်ဒါဟိုတချို့အဓိကတော့ဂျန်နာခွဲခြားမှုတွေပေါ့အာနေမိန်းမပေါ့နေကမိန်းမပေါ့မိန်းမဆိုတာဒါမျိုးတွေမလုပ်ရဘူးပေါ့ဒီနေရာတွေမတော်ရအောင်ဒါတွေမလာရအောင်ပေါ့အဲ့လိုမျိုးပေါ့နော်ရှေးရိုးဆွဲ အယူအဆတွေနဲ့တချို့ကျတော့ဟိုအနိုင်ကျင့်တယ်လို့လည်းအမတော့မြင်နေပါဗောနော်ခါတလီကြရင်လည်းလေအမျိုးသမီးတွေကလည်းအမျိုးသားတွေနဲ့ဒန်းတူဆောင်ရွက်နိုင်တာမျိုးတွေရှိတယ်ဒန်းတူထက်တောင်ပိုတဲ့ဆောင်ရွက်မှုမျိုးတွေလုပ်နိုင်တာမျိုးရှိတာဗောနော်ဒါကိုအမျိုးသမီးမို့လို့မလုပ်ရဘူးဆိုတာမျိုးတွေပေါ့ โอเค โอเคสรุปอ่ะเนี่ยดีหน่วยอู้ตั่วไหลนี่มาก่อนเนาะดีอမျိုးตะมีตะหยอดนี่เนี่ยဖြစ်တယ်ပြီးတော့ရှိရင်ဒီအခုလဲတက်ထဲမှာဆိုထောက်ကိုတာဝင်နေအဲတရားလို့လည်းယူပါဆိုတော့အအခုလဲနေနေရှိလာပြီလေเนาะဒီနေ့ဆိုတော့နေတဲ့ကာလတော့မဟုတ်ဘူးဆိုတော့ဒီဘလို့အင်အားနေယူတော့ဒီဒီလုပ်ငန်းကိုရှေ့ဆက်သွားနေလဲပေါ့เนาะပြီးတော့ရှိရင်နောက်နောက်ကိုနဲ့နီးတူဒီ PDF အမျိုးသမီးတွေရောဒီ တော်ထဲမှာရှိတဲ့အမျိုးသမီးတွေပေါ့နော်ဒီတော်လည်းထဲမှာရှိနေတဲ့အမျိုးသမီးတွေရောကိုယ်အနေနဲ့ဗာများခွန်အဖြစ်စကားပြောချင်တယ်ဗျာနော်အမအနေနဲ့ကတော့ဒီຫນွေလို့တော်လိုင်းကြီးမှာဟိုသာပါဝင်နေပေါ့နောက်ပြီးတော့လည်းရှေ့ဆက်ဖို့အားအင်ကြတော့အမကဘာနဲ့ချိန်ထိုးပြီးစဉ်းစားလဲဆိုအမအနေနဲ့ကတော့အမျိုးသမီးတော့အမျိုးသမီးပဲဒါပေမဲ့လို့အမျိုးသမီးတွေပါဝင်ဟိုသာပါဝင်ပြီးတော့ဆောင်ရွက်လို့ရတဲ့အခန်းကဏ္ဍတွေကအများကြီးရှိရလीเนาะအများကြီးရှိရဆိုတော့ ဟိုအမတို့မျိုးသမီးတွေမှာလည်းဟိုဒီတော်လေးမှာပေါဝင်ပြီးတော့အများကြီးကူညီပြီးတော့ဆောင်ရွက်ခဲ့ပါတယ်ပေါ့အဲလုပ်ခဲ့ပါတယ်ပေါ့เนาะအမျိုးသားနဲ့တန်းတူရင်ပေါင်တက်ပြီးတော့အမတို့ရင်ဆိုင်နိုင်ခဲ့ပါတယ်ပေါ့အဲ့ဒီအဲ့အဒီဟာမျိုးလိုချင်တာပေါ့เนาะအဲ့ဒါမျိုးလိုချင်လို့အမကတော့အဲအမတို့ကတော့အဓိကကတော့အာအမစိတ်ထဲမှာဟိုပါပေါ့เนาะအမေစုပေါ့အဲအမေစုကိုနမူနာယူပြီးတော့ပဲအမကတော့အရှိတ်တယ်အားလဲမွေးတယ်ပေါ့เนาะ အမျိုးသမီးလေးတွေကိုကြတော့လေအမကဘာပြောချင်လဲဆိုတော့အဲကိုကမိန်းကလေးတယောက်ဖြစ်ပေမဲ့ကိုမှလုံနိုင်စွမ်းနည်းအများကြီးရှိတယ်လုံလဲလုံနိုင်ခဲ့ကြတယ်ပေါ့ဒါကြောင့်မို့လို့လုံနိုင်ခဲ့တယ်ဆိုတော့လေအတူသူတို့လုံနိုင်တဲ့အရာတွေအများကြီးရှိရလေနော်အဲ့လိုအများကြီးရှိတယ်ဆိုတော့ဟိုရှေ့ဆက်ပြီးတော့ဟိုအားအင်အပြည့်နဲ့ပဲဒီဟိုကိုရှိမှရှိနေတဲ့တော်ဥစားတော်တဲ့တက်တဲ့အမျိုးသမီးတွေကိုနမူနာယူပြီးတော့သူတို့လိုပဲနောက်မဆုတ်ဘဲနဲ့ရှေ့ဆက်ပြီးရှောက်လန်းပါလို့ပဲအမကတော့အားပေးချင်တာပေါ့နော် โอเค โอเคสรุปดีนี่จ้าแต่ดีနိုင်ငံတကာမျိုးသမီးများနေပေါ့เนาะဒီနေ့မှာဆိုလို့ရှိရင်မအနေနဲ့ဟောအာကိုယ့်ရဲ့ကြုံတွေ့ရတဲ့အခက်အခဲတွေပြဿနာတွေရှေ့ဆက်မှာအာကောင်းသွားဖို့အတွက်ဟော ကိုယ့်အနေနဲ့ဗာများတောင်းဆိုခြင်းလဲဗာများပြောခြင်းလဲပေါ့အမအော်တော့ဒီဟိုပါပေါ့เนาะဒီတော်လန်ကြီးကလည်းတေချာပေါ့နိုင်ဝင်နိုင်မှာပေါ့เนาะနိုင်ဝင်နိုင်မှာဆိုတော့စိတ်တစ်ခုနဲ့ဟိုသွားနေကြတဲ့လူတွေဖြစ်တော့ ဒါအကုန်လုံးပေါ့ဒီအမျိုးသမီးတွေကိုလည်းအစောကပြောသလိုပဲကိုပါဝင်နိုင်တဲ့အခမ်းကဏ္ဍကနေပြီးတော့ကိုလှုပ်နိုင်တာပေါ့နော်နောက်ဆုံးဒီတော်လည်းကြီးမှာထမင်းချက်တာမျိုးပဲဖြစ်ဖြစ်ဒါထမင်းချက်တာလည်းတော်လန်တာပဲလीနော်ဟုတ်တယ်ထမင်းချက်တာလည်းတော်လန်တာပဲဒီရဲဘော်တွေရဲ့လိုအပ်ချက်တွေကိုဒီအသေးစိတ်ကလေးတွေလိုက်လှုပ်ပေးတယ်ပေါ့နော်ဒီလှုပ်ပေးတာလေးတွေကလည်းတော်လန်တာပဲစစ်တိုက်တာနဲ့အတူတူပဲဒါကြောင့်မလို့ဟိုဒီအမျိုးသမီးတွေနဲ့လည်းဟိုစိတ်မလျှော့ပဲနဲ့ပေါ့နော်စိတ်မလျှော့ပဲနဲ့ ရှေ့ဆက်ရှောက်လန်းကြပါလို့ဟုတ်ကဲ့ပါဒီနောက်ပြီးတော့ဒီအမျိုးသမီးတွေနဲ့အမျိုးသမီးကြောင့်ခွဲခြားဆက်ဆံမှုတွေပုံမှာဒီပုံမှာမှန်နေနဲ့ဗာများပြောလို့ဗာများတောင်းဆိုချင်ပါတယ်ဗျာနော်အမျိုးသမီးတွေတချို့အမျိုးသမီးတွေကအမျိုးသမီးတိုင်းတော့မဟုတ်ပေမဲ့တချို့အမျိုးသမီးတွေဟာအာနွဲတဲ့အမျိုးသမီးလို့တော့ပြောလို့မရဘူးပေါ့အဲအမျိုးသားနဲ့အမျိုးသမီးနဲ့ဥပမာပေါ့တရင်တက်ဖွဲ့တွေမှာဆိုရင်ဟိုခေါင်းဆောင်နေရာထားမယ်ပေါ့နော်ခေါင်းဆောင်ယူရှိမယ်ဆိုလို့ချင်း ဲ့အမျိုးသမီးကအဲ့ဒီအမျိုးသားထက်ပိုပြီးလုံနိုင်စွမ်းရှိတယ်ဒါပေမဲ့အမျိုးသမီးမို့လို့မရွေးချယ်ဘူးပေါ့နော်အမျိုးသမီးဖြစ်နေလို့မရွေးချယ်ဘူးပေါ့အဲ့ဒါမျိုးမဖြစ်စေချင်ဘူးပေါ့လုံနိုင်ရင်လုံနိုင်သလောက်သမီးကိုနေရာပေးစေချင်တာပေါ့ဟုတ်တယ်ဟုတ်တယ်အမျိုးသမီးတက်ရင်မှုဆိုတာလည်းရှိတဲ့နယ်ပေါ့နော်ဒါသူရဲ့လုံဆောင်နိုင်စွမ်းရှိရင်ရှိတယ်လို့နေရာပေးစေချင်တယ်ပေါ့ဟိုဂျန်ဒါတွေမခွဲစားမခွဲခြားပဲနဲ့ဆက်ဆံစေချင်တာပေါ့နော်လုံရီကိုင်ကိုဆုံးဖြတ်ပြီးတော့သူတို့နေရာပေးမယ်ဆိုလို့ရှိရင်ဟိုတချို့ကိစ္စတွေမှာပုံပြီးခီးရောက်နိုင်တာမျိုးတွေရှိရလေနော် โอเคโอเคโอเคพาสอมาเยอะคุโลเฉิงไปแล้วผิดจาไปได้ตัวเลยมาเมยังเจซุติมาเลยเนี่ยอ๋อโอเคป่ะโอเคป่ะเจซุเนาะมาเลย